ဒုတဆုံလင်းဗုဒ္ဓဝင်ပြိုင်ပွဲကြီးမှာချက်သိန်း120တန်းမေကွန်ကြီးကိုဖြည့်ဆို့အောင်မြင်ခဲ့တာကြောင့်တနိုင်ငံလုံးရဲ့ချစ်ကျိုးဂုဏ်ပြုမှုတွေရရှိနေတဲ့ဣကြဖြူ ပရသမြအလုံးမဲမင်္ဂလာပါမာတပန် page ကနေကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုအဓိကကိုးကွယ်ကြတဲ့နိုင်ငံဖြစ်တာကြောင့်ဘာသာရေးဆိုင်ရာပွဲလမ်းတွေသင်တန်းတွေနဲ့ပြိုင်ပွဲတွေကိုမကြာခဏကျင်းပလေ့ရှိတာပါပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းဒွါတသမအချိန်မြောက်မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဝင်ပြိုင်ပွဲကြီးကိုကျင်းပပြီးစီးခဲ့တာဖြစ်ကောင်းနောက်ဆုံး final ဝင်တော့တယောက်လည်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်ဗုဒ္ဓဝင်ပြိုင်ပွဲဆိုတာဗုဒ္ဓဘာသာဝင်လူငယ်လေးတွေကိုဘာသာရေးဘုဒ္ဓဘလောက်ထိရှိလဲဆိုတာစမ်းသပ်မေးမြန်းကြတဲ့ပွဲကြီးတစ်ခုဖြစ်တာကြောင့်ဒီဘက်ကလူငယ်လေးတွေအတွက်အရှင်ပြန်ရခဲ့ က်ခဲတဲ့ပွဲတစ်ခုဆိုရင်လည်းမှတ်မှားပါပုံအခုခေတ်လူငယ်တွေကဘာသာရေးယုံရင်လာပြီးအပျော်အပါကိုဦးစားပေးလာများလာတာကြောင့်ဒီလိုပြိုင်ပွဲတွေကိုရှင်ပြိုင်နိုင်ဖို့နယ်ပေါင်းလာပြီးဆိုပေမဲ့ကိုရန်ကျောင်းသူလေးမဲရကြဖြူကတော့ဗုဒ္ဓဝင်ပြိုင်ပွဲကြီးမှာသိန်း120ရန်မေကွန်ကြီးကိုဖြည့်ဆို့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်မဲချဖြူအောင်ငယ်စဉ်ကတည်းကဘာသာတရားကမ်းဆိုင်သူလေးဖြစ်တာကြောင့်ဗုဒ္ဓဝင်အထုပ်ပတ်တိတွေကိုလည်းဒီဇိုင်းမမတ်လေ့လာဆီပို့ခဲ့ပါတယ်။ဒါအပြင်ဗုဒ္ဓယဉ်ကျေးမှုသင်တန်းတွေလည်းတက်ရောက်ခဲ့ပြီးဘာသာရေးဆိုင်ရာမှာဖြစ်ဖြစ်စီစီလေ့လာခဲ့တာဖြစ်ပါတယ်။ မဲရချဖြူကဘာသာရေးတယ်မဟုတ်ဘဲအတန်းပညာတွေမှာလည်းတော်တူလေးဖြစ်တာကြောင့်22တိုင်းပညာရေးချွန်စုတွေကိုလည်းစွခုနိုင်ခဲ့တာပါအတန်းငယ်လေးကပညာရေးရာဘာသာရေးရာမှာထူးချွန်အောင်လှုပ်ဆောင်ခဲ့တာကတော့မဲရချဖြူရဲ့မိဘတွေစုဆုံးမမှုကောင်းတာကြောင့်ပဲဖြစ်ပါတယ်မဲရချဖြူကတော့ဘာသာရေးကိန်းဆိုင်ပြင်မဲ့မိဘတွေကတော့ဘဝပေးအချင်းတွေရဘာသာတရားရဲ့စန့်ကျင်ဘက်တွေသာလှုပ်ဆောင်နေရပါတယ် ူအသက်တက်ဖြတ်ပြီးအသက်မွေးဝမ်းကြောင်းပြုနေရတာကြောင့်မိကြဖြူရဲ့မိဘတွေကသမီးဖြစ်သူကိုလမ်းမရောက်မှစိုးရိမ်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မိကြဖြူရဲ့မိဘတွေကသမီးကိုလမ်းမမရောက်စေဖို့ဘာသာရေးကန့်ဆိုင်စေအောင်ငယ်စဉ်ကတည်းကဆုံးမသွန်သင်ခဲ့ကြတာပါ။သာပြေမိသားစုကနွမ်းပါတာမလို့ပညာရေးကိုလည်းစ조사ဖို့ဆုံးမထားကြပြီးမိုင်းချဖြူလေးကလည်းလိမ္မာရေးချရှိတာကြောင့်မိဘတွေရဲ့စကားကိုမြေဝယ်မချနားထောင်ကြတာပါမိုင်းချဖြူရဲ့ဘဝမှာမိဘတွေကဖျားသက်ဖွယ်ဖြစ်နေပြီးမိဘတွေကိုစိတ်ဆင်းရဲတာမျိုးမရှိရလေအောင်ပို ုထိပ်ပန်စင်ထားခဲ့တာပဲဖြစ်ပါတယ်။မိန်းကြဖြူကစာတော်သူလေးဖြစ်တာကြောင့်ဆရာဝန်မကြီးတယောက်ဖြစ်ဖို့လည်းရည်မှန်းချက်ထားရှိတာပေါ့။မိဘတွေနဲ့မိသားစုဝင်တွေကကျမရဲ့ချိုးတက်ခဲ့တာကြောင့်မိန်းကြဖြူလည်းဆရာဝန်မကြီးဖြစ်အောင်ကြိုးစားပြီးမိသားစုတွေကိုကျမရဲ့ဆောင်ရှားမှုတွေပေးချင်ခဲ့တာဖြစ်ပါတယ်။မိန်းကြဖြူအနေနဲ့အခုဖြစ်စွာအနားရရှိခဲ့တဲ့သုတဆုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲကြီးကတာမန်ဗုဒ္ဓဘာသာဝင်တွေတယောက်အနေနဲ့ဖြည့်ဆို့ဖို့ခက်ခဲလှပါတယ်။အစင်းစင်းကြော်ဖြတ်ဖြည့်ဆို့ရတာဖြစ်ပြီးတဆင့်ထက်တဆင့်ခက်ခက်ခဲခဲမိကုန်းနေတာဖြည့်ဆို့ရတာပေါ့။ လူငယ်တွေကိုဗုဒ္ဓဝင်နဲ့ဘာသာရေးအကြောင်းသေချာသိစေချင်တာမလို့အကဲဖြတ်တိုင်းဖုံဖုံတွေကလည်းမိခွန်းတွေကိုအစင်းမြင့်မြင့်တွေထည့်သွင်းခဲ့တာပဲဖြစ်ပါတယ်။မယေချာဖြူဖြည့်ဆိုတဲ့320ရန်မိခွန်းကြီးကလည်းအတော်ကိုခက်ခဲတာကြောင့်ဖုံဖုံတွေကတော့ဖြည့်ဆိုနိုင်မယ်လို့မထင်ထားခဲ့ကြပါဘူး။မယေချာဖြူကအထင်သေးတာတော့မဟုတ်ပေမဲ့လူငယ်တယောက်အနေနဲ့အစင်းမြင့်လွမ်းလာကြောင်မဖြစ်နိုင်ဘူးလို့တွက်ချက်ထားခဲ့တာပါ။ ဒါပေမဲ့မဲရစ်ကြဖြူကဖြည့်ဆို့နိုင်ခဲ့တာကြောင့်320အပြင်အခြားသောစုကြီးငွေတွေနဲ့စုစုပေါင်း300တိတိကိုစုခွနိုင်ခဲ့တာဖြစ်ပါတယ်။ဒီဘက်ခေလူငယ်တွေကအပျော်ပါနောက်လိုက်ပြီးလမ်းမရောက်နေချိန်မဲရစ်ကြဖြူကတော့လူငယ်တွေအထက်စံပြဖြစ်လာခဲ့တာပေါ့။အခုခေတ်ဆိုရှယ်မီဒီယာထွန်းကားလာတာနဲ့အမျှလူငယ်တွေဟာခက်ဆန်လွန်းနဲ့ခဟဟပြုမှုယူဆတွေမှသာပိတ်မိနေကြပြီးဘာသာရေးနဲ့ယဉ်ကျေးမှုတွေဆိုတာတဖြည်းဖြည်းကွယ်ပြောက်လာကြတာဖြစ်ပါတယ်။ ကြောင့်မိုင်းအကြဖြစ်လို့မင်းကလေးငယ်မျိုးကရှာပါလူငယ်မျိုးဆက်ဖြစ်တာကြောင့်မိုင်းအကြဖြစ်ကိုတနိုင်ငံလုံးကလိမ္မာရဲချရှိသူလေးဖြစ်ဝိုင်းဝန်းချီးကျူးနေကြတာပဲဖြစ်ပါတယ်။ပရိသတ်တို့နဲ့ရောသုတ္တဆောင်တဲ့ဗုဒ္ဓဝင်ပြိုင်ပွဲကြီးမှာစက်သိန်း120တန်းမေကွန်ချီကိုဖြည့်ဆို့အောင်မြင်ခဲ့တဲ့မိုင်းအကြဖြစ်အပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။